အားလုံးမင်္ဂလာပါဗျာနော်အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ဒီနှစ်ထဲမှာနော်ဒီနှစ်ထဲမှာပထမဦးဆုံးအကြိမ်ခွာပေါင်းခြင်းလေးကြတာပေါ့နော်ပထမဦးဆုံးခြင်းခွာပေါင်းလေးကြတာဒီမှာကြတယ်နော်သူကတစ်နှစ်နောက်နှစ်ကြတော့သူကခွာပေါင်းခြင်းလေးကပထမဦးဆုံးခြင်းဒီမှာကြတယ်နော်ခွာပေါင်းခြင်းပထမဦးဆုံးခြင်းဒီနှစ်ထဲမှာဒီမှာကြတယ်နောက်နှစ်ကြတော့ခွာပေါင်းခြင်းလေးပထမဆုံးခြင်းကဒီမှာကြခဲ့တယ်နော် nào đi nữa mà bắt máu luôn chuyện có bao nhiêu đi à đi mà trả nó đi mà trả đấy anh mà tu à có bao nhiêu đi bắt máu luôn chả là nó tu này tay mình cái chuyện này nó từ chuyện này chuyện tông gì có bao nhiêu đi nó từ chuyện này chuyện tông gì có bao nhiêu đi tay mình cái tông gì tu chả nó không biết biểu chuyện nào thì có bao nhiêu đi trả lại đàn này để tu ông cả thì cần làm bộ nó bắt máu luôn chuyện có bao nhiêu đi trả bây giờ tu ông cả cần làm thì cần làm bộ nó ဒီကနေ့သူ့ရဲ့တစ်နှစ်ကျော်ကိုရွှေ့ကျင်တာဟုတ်နော်ဒီမှာလာဒီမှာလာထွက်ပေးရနော်အဲ့ဒီကနေ့ကွာပေါင်းချင်းလေးရဲ့အောက်ကဒီကနေ့သူ့နောက်ထောင်သုံးလုံးကို၉ထောင်ထားတယ်နော်နောက်ထောင်သုံးလုံးကို၉ထောင်ထားတယ်၅ခုံခုံဆိုတော့၉ထောင်ထားတယ်၅ခုံခုံ၉ထောင်ထားတဲ့ကောင်ရဲ့ဇောင်းကကနန်းကွာပေါင်းချင်းလေးရဲ့အောက်ကကနန်းနော်ဒီကနေ့ကသူ့ရဲ့တစ်နှစ်ကျော်ကိုလိုက်ပေါက်ပေးရနော်ဒီမှာလာပေါက်ပေးရနော်နောက် ဒုတိယမှာလည်းဒီတိုင်းပဲဒုတိယကမှာခေါပေါင်းရင်းလေးရဒီမှာစကြရနော်တိုင်းမင်ไก่လည်းဖြစ်နေနော်အဲ့ဒီခေါင်းရင်းလေးရအောက်ကခဏန်းဒီခဏန်းနော်အဲ့သူ့ရဲ့အောက်ဆောင်မှာဘယ်ဘက်အောက်ဆောင်မှာဆိုတော့နောက်ထောင်သုံးလုံးကလည်းကိုးဖြစ်ပေးရမှာနော်နောက်ထောင်သုံးလုံးသုံးရခုနှစ်ကိုးပေါ့နော်ကိုးထောင်ထားတဲ့ခဏန်းနော်အဲ့ရကိုးထောင်ထားတဲ့ဇောင်းကခဏန်းခေါပေါင်းရင်းလေးရအောက်ကခဏန်းပေါ့နော် အခုတက်တရကံမှာလေဂွာပေါင်းညင်းလေးရသူဒီကြမ်းမှာလာပြီးတော့ဂွာပေါင်းညင်းလေးပထမဆုံးစထွက်တာနော်ဂွာပေါင်းညင်းလေးပထမဆုံးစထွက်တဲ့ဂွာပေါင်းညင်းလေးနော်ဂွာပေါင်းညင်းလေးအဲ့ဒီဂွာပေါင်းညင်းလေးရဲ့အောက်ကကဏ္ဍဒီကဏ္ဍကိုကျွန်တော်ဒီတစ်နှစ်ကျော်ရွှေ့ကျင်တာနော်ဒီမှာလေဒီဂွာပေါင်းညင်းလေးရဲ့အောက်ကဒီကဏ္ဍကသူ့ရဲ့တစ်နှစ်ကျော်ကိုလားပေါက်ချင်လားပေါက်တာနော်ဒီမှာပေါက်ပေးရနော်ဒီမှာလားပေါက်ပေးရဟုတ်ပြီနော်အဲ့တော့အခုဒီမှာတက်တရကကဒီမှာဂွာပေါင်းညင်းလေး အဲ့ဒီကနန်းကိုကျွန်တော်တို့ကဒီတစ်နှစ်ကျော်မှလာပြီးတော့ပောက်ပေးပေးခြင်းနော်ဒီမှာလာကစားရမှာပေါ့နော်ဒီတစ်နှစ်ကျော်လာပြီးတော့ထွက်ပေးရမှာသူကနော်အဲ့ဒီကောင်ရောအောင်မှာလည်းပဲနောက်ထောင်သုံးလုံးကကိုးလူထောင်ထားတယ်နော်အဲ့တော့သူကပြောချင်တာပြန်ပထမကတ်ကိုပြန်သွားပထမကတ်ကိုစပြောမယ်နော်ဒီမှာသူကဘွားပေါင်းချင်းလေးပထမအဆုံးချင်းကျွားပေါင်းချင်းလေးကြားတယ်ဒီနှစ်ထဲမှာနော်ဘွားပေါင်းချင်းလေးကြားတာနဲ့သူ့အောက်ကကနန်းဒီကနန်းသူ့ရဲ့တစ်နှစ်ကျော်ကိုလိုက်ထွက်ပေးရတယ်ဒီမှာလိုက်ထွက်ပေးတယ်နော် မလိုက်ထွက်ပြီအဲ့ဒီကောင်အဲ့ကနန်းရဲ့အောက်ဆောင်မှာကိုးထောင်ထားတယ်နော်နောက်ထောင်သုံးလုံးကိုးထောင်ထားတဲ့ဇောင်းကကနန်းဖြစ်ရမယ်ကွာပေါင်းချင်း၄ရဲ့အောက်ကဒီကနန်းဖြစ်ရဒီတစ်နှစ်ကျော်လိုက်ထွက်ပြီးရမှာနော်အခုဒုတိယကံမှာကြတော့ဒီမှာကွာပေါင်းချင်း၄ရဒီမှာစကြတယ်နော်အဲ့ကွာပေါင်းချင်း၄ရဲ့အောက်ကကနန်းနောက်ထောင်သုံးလုံးကကိုအဲ့ကိုရဲ့ဇောင်းဝကနန်းကွာပေါင်းချင်း၄ရဲ့အောက်ကကနန်းအဲ့ကနန်းဒီတဲ့သူ့ရဲ့တစ်နှစ်ကျော်ကိုလိုက်ထွက်ပေးရမယ်တဲ့နော်ဒီမှာလိုက်ထွက်ပေးတယ်နော်ဒီမှာလိုက်ထွက်ပေးပြီ အခုတတရကတတရကကောင်ကကောင်းကောင်းကြီးကလေနော်သူ့အောက်ကကနန်းသူ့ရဲ့နောက်မှာလည်းပဲအောက်မှာလည်းပဲနောက်ထောင်သုံးလုံးကကိုးလူနောက်ထောင်သုံးလုံးကိုးရဲ့ဆောင်းကကနန်းလည်းဖြစ်ရမယ်တဲ့ကောင်းကောင်းကြီးလေးရဲ့အောက်ကကနန်းလည်းဖြစ်ရမယ်အဲ့ကနန်းဒီတစ်နှစ်ကျော်အခုနှစ်ထဲကိုလိုက်ထွက်ပေးရမှာနော်အဲ့လိုလိုက်ထွက်ပေးရမှာချိန်မှာကျွန်တော်ဒီချိန်မှာဖမ်းပြတာဟုတ်ဒီချိန်မှာဖမ်းပေးမှာနော်ဒီချိန်မှာဖမ်းပြီမယ်ဆိုတော့ဘယ်လိုဖမ်းမလဲဆို ြည့်နော်သူကဒီမှာဝါပေါင်းရင်း၄ရဲ့အောက်ကခဏန်းပထမဦးဆုံးအချိန်ပေါ့နော်ပထမဦးဆုံးအချိန်စခွာတာအဲ့ဒီထဲမှာဝါပေါင်းရင်း၄ဟာပထမဦးဆုံးအချိန်စခွာတဲ့ဝါပေါင်းရင်း၄ဖြစ်ရမယ်အဲ့ဒါကိုခဏန်းဖြစ်ရမယ်နောက်ထောင်၃လုံး၉ရဲ့ဆောင်းကခဏန်းအဲ့ခဏန်းတစ်နှစ်ကျော်ကိုဒီမှာလိုက်ထွက်တော့မယ်အဲ့ခဏန်းလိုက်ထွက်တော့မယ်ဆိုရင်တဲ့သူကဒီခဏန်းထွက်တော့မယ်ဆိုရင်သူဘာလုပ်လဲဆိုတော့သူကဒီမှာသူက 6ထိတ်เนาะ6ထိတ်ခံပြီးမှထိတ်ထောင်သုံးလုံး9000ပုံတည်ထောင်မှာเนาะ6ထိတ်ထိတ်ထောင်သုံးလုံး9ပုံတည်ထောင်မယ်အဲ့ထောင်ပြီးတာနဲ့သူ့အောက်မှာဒီတက်နောက်ဘိတ်ကတဲ့တက်ကက်ပါပါ break 6เนาะတက်ကက်ပါပါ break 16ဖြစ်ရမယ်6ထိတ်ကြာပြီးတာနဲ့ထိတ်ထောင်သုံးလုံး9ပုံတည်ထောင်ရမယ်9ပုံတည်ထောင်ထားမယ်တက်နောက်ဘိတ်ကပါဝါဘရိတ်6လို့ရိုက်ပြီးတော့အိုက်ဘေးမှာသူကလိုက်ထွက်တယ်เนาะဒါပထမကတ်เนาะ ဒုတိယကံမှာလည်းသူကဒီတိုင်းပဲဒီကွာပေါင်းချင်း၄ရဲ့အောက်ကကဏ္ဍနောက်ထောင်၃လုံး၉ရဲ့စောင်းကဏ္ဍဒီကဏ္ဍဒီတစ်နှစ်ကျော်ကိုလိုက်ထွက်မယ်တဲ့နော်ဒီနှစ်ထက်ကိုလိုက်ထွက်မယ်သူထွက်တော့မယ်ဆိုလို့ရှိရင်တဲ့ပထမကံမှာ၆ထိတ်ထိတ်ထောင်၃လုံး၅ကနော်9000ပုံတီထောင်တာ6ထိထိထောင်3လုံး5ပုံတီထောင်နေတင်းနောက်ပိတ်ခဲ့ဇောင်းကပရိတ်6ထွက်ပြီးမှ ကြလာနော်အခုဒီမှာဒီကနန်းထွက်တော်မယ်ဆိုရင်လည်းပဲလေသူက6ထိပ်ပြီးတော့5ထိပ်နော်5ထိပ်ထိပ်ထောင်သုံးလုံးက5ကပုံသေးပဲထောင်နေနော်5ထိပ်ထိပ်ထောင်သုံးလုံး5ပုံသေးထောင်နေသူ့အောက်ကပရိသေတဲ့သူကနှစ်ကပါပါခွန်ပရိနော်ပထမတစ်ကပါပါ6ပရိကပေးမှထွက်တာသူနှစ်ကပါပါခွန်ပရိကပေးမှအိုက်ကနန်လိုက်ထွက်တာနော်အခုတက်တရကကြတော့၃ဝက်ပါပါ၈ဘရိတ်ပေါ့ဗျာနော်ဘရိတ်ကလည်းစီနီယာလာတာတင်းနောက်ဘိတ်ကပါပါဘရိတ်၆လို့ရိုက်မယ် 6 6ထိပ်ထိပ်တော်သုံးလုံး5ပုံသေးเนาะထောင်းပြီးတော့မှာတစ်နောက်ပိတ်တစ်ပါပါ6ပြည့်ရိုက်တယ်အဲ့ရဲ့ဘေးမှာကြာเนาะပထမကဒုတိယကမှာကြာတော့5ထိပ်ဖြစ်သွားပြီเนาะ5ထိပ်ထိပ်တော်သုံးလုံး5ပုံသေးနှစ်နောက်ပိပထမကမှာတင်နောက်ပိဒုတိယကမှာနှစ်နောက်ပိနှစ်ကပါပါခွန်ဘရိတ်လူရိုက်ပြီးမှသူ့ဘေးမှာကြာအခုတတိယကကြာတော့သူကဒီကနန်းထွက်တော့မယ်ဆိုရင်တဲ့နော်ဒီတလေးလေးတစ်နှစ်ကျော်လိုက်ပါပါမှာ အဲ့ကနန်တီမှာထွက်တော်မယ်ဆိုလို့ရှိရင်တဲ့သူကပထမကံမှာ6ထိတ်ဒုတိယကံမှာ9ထိတ်အခုတတိယကံမှာ4ထိတ်နဲ့ထိတ်ထောင်3လုံး5ကိုပုံသေးထောင်ခဲ့တာသူကနော်ပထမကံမှာ6ထိတ်ဒုတိယ9ထိတ်အခုတတိယကံမှာ4ထိတ်နဲ့ထိတ်ထောင်3လုံး5ပုံသေးပုံ9လို့ပုံသေးကစားပြရတယ်နော်ပထမ3နောက်ပိတ်ကပါဝါ10ပရေလို့သူကရိုက်ထားတယ်နော်3နောက်ပိတ်ကပါဝါ10ပရေရိုက်ပြီးတော့အဲ့ပွဲမှာဒီကနန်းကိုလိုက်ထွက်ခိုင်းတာနော်ပထမကံမှာ ဒီကွာပေါင်းရင်း၄ရဲ့အောက်ကကဏ္ဍဒီ2ခု2ဆိုတဲ့ကဏ္ဍနော်ကွာပေါင်းရင်းပထမဆုံးကြတဲ့ကွာပေါင်းရင်း၄ရဲ့အောက်ကကဏ္ဍ2ခု2ဆိုတဲ့ကဏ္ဍနောက်ထောင်3လုံး9ရဲ့ဆောင်ရကနအဲ့ကနတနှစ်ကျော်ဘူးတဲ့လိုက်ပေါက်တော့မယ်ဆိုရင်တဲ့နော်တနှစ်ကျော်လိုက်ပေါက်တော့မယ်ဆိုရင်ပထမကမှာ6ထိတ်ခါတော်သုံးလုံးကထိတ်ထောင်သုံးလုံးက6ထိတ်ထိတ်ထောင်သုံးလုံး9ထောင်ပြီးတော့တင်းနောက်ပိတ်သူ့ပါဝါပရိတ်6လို့ရိုက်ပြီးကမှာသူကဒီမှာ းလာထွက်တာနော်အဲဒုတိယကက်အိုက်တိုင်းပဲဒုတိယကက်မှာလေဘွာပေါင်းကြီး၄ပထမဆုံးကြားတဲ့ဘွာပေါင်းကြီး၄ရဲ့အောက်ကဒီကနန်းနောက်ထောင်၃လုံး၉ရဲ့ဇောင်းဝကနန်းအဲ့ကနန်းသူ့ရဲ့တစ်နှစ်ကျော်လိုက်ပေါက်တော့မယ်ဆိုရင်တဲ့ဒုတိယကက်နော်ဒီမှာလိုက်ပေါက်တော့မယ်ဆိုရင်တဲ့သူကပထမကက်မှာ6ထိပ်ဒုတိယကက်မှာ9ထိပ်ထိတ်ထောင်၃လုံး9နော်ထိတ်ထောင်၃လုံး9ပထမကက်မှာ1နောက်ပိတ်ဒုတိယကက်မှာ2နောက်ပိတ်ကဘေးမှာဗရိတ်ခုံလို့ရိုက်ပြီးကမှအိုက်ပိတ်မှာကြတယ်နော်အခုဒါဆိုရင် တတိယကက်တတိယကက်ဒီ ပထမဆုံးရင်ကွာပေါင်းရင်း၄ရဲ့အောက်ကကဏ္ဍเนาะနောက်ထောင်39ရဲ့ဇောင်းဝကဏ္ဍဒီကဏ္ဍကသူ့အတနှစ်ကျော်လိုက်ပေါအောင်မှာเนาะအဲ့ကောင်ပေါက်တော့မယ်ဆိုရင်တဲ့သူကပထမကတ်မှာ6ထိပ်ဒုတိယကတ်မှာ9ထိပ်ခုတတိယကတ်မှာ4ထိပ်ထိပ်ထောင်35ပုံ၄ထောင်နေเนาะဒီကနေ့သူက3နောက်ပိတ်ကပါဝါ10ပရိတ်လို့ရိုက်ပြီးဒီမှာထွက်ရမှာเนาะအဲ့တော့သူကတော့ဒဲ့တွေပဲရွှေ့တယ်เนาะသူရွှေ့တာကတော့2 0 2 0 2 0ပဲဒဲ့ရွှေ့တယ်ဒီမှာလဲ16ခုဒုတိယကတ်မှာလဲ16ခုလို့ပဲဒဲ့ရွှေ့ခဲ့တယ်เนาะ အဲ့တော့ဒဲရွှေတဲ့အတွက်သူကအခုဒီဘွဲမှာဒီ၄တစ်တစ်ကိုတစ်နှစ်ကျော်မှရွှေ့မယ်လို့ဒဲရွှေနော်၄တစ်တစ်ကတော့အဓိကပါဗျာနော်၄တစ်တစ်အဓိက main နော်၄တစ်တစ်အာဘောနော်အာဥပပယံဘောနော်အာဥပပယံ၄တစ်တစ်ဒဲကိုပို့ထိုးဘောနော်၄တစ်တစ်ဒဲကိုပို့ထိုးပြီးတော့အာဥပအာယံဘောနော်ပါပါလေးဘာဆိုဒဲဘူးဆိုတော့၃ခွက်ပဲရှိရပါမယ်နော် ဟုတ်ကဲ့ဒီလောက်ဆိုရင်နားလည်လိမ့်မယ်ထင်ပါတယ်ဗျာနော်အားလုံးမခွလန်နော်ကံကောင်းကြပါပါဒီစနစ်ကတခြားစနစ်နဲ့ရှိသေးတယ်နော်ဒီကနေ့တခြားဆိုင်နဲ့ကြာထားတာရှိသေးတယ်နော်ဗီဒီယိုဖိုင်ရှင်းသွားမှာဆိုလို့ကျွန်တော်မပြတော့ဘူးနော်ဟုတ်ကဲ့အားလုံးမခွလန်နော်ကံကောင်းကြပါစီဗျာနော်